အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းကြီးကတော့ဆရာအလင်းရောင်ရေးသားထားတဲ့အောင်မြင်ခြင်းဆွတ်လို့ရမယ်လို့မိရတဲ့ဆောင်းအထက်မှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုကျွေးချက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကစိုးရိမ်တော့ကားလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာစိုးရိမ်တော့ကားတင်းဟာလုံးမင်းစိုးရိမ်ပူပန်နေတတ်တယ်သူလား ဒါဆိုရင်တော့ယခုမျှဝေပေးမယ့်အကြောင်းအရာလေးကိုအချိန်ပေးဖတ်လိုက်ပါကျွန်တော်တို့အလွန်အမင်းစိုးရင်ပူပန်တဲ့အခါမလိုလားအတဲ့အတားစီတွေကိုမိမိဘာသာဖန်ပြီးရရှိလာနိုင်တဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေနဲ့လွဲကုန်ကြပါတယ်ဂယုဆိုင်တယ်ဆိုတာကောင်းပါတယ်ဒါပေမဲ့အလွန်ကျုံဂယုဆိုင်လို့ရင်စိုးရိုးတွေကိုပဲတင်ရရှိပါလိမ့်မယ်ဘလို့စိုးရင်ပူပန်မှုမျိုးကမှတင့်ကိုမတားစီပါစေနဲ့ခီးထွက်ချင်လားထွက်လိုက်ချင်းနေရတဲ့သူကိုဖွင့်ပြောချင်လားဖွင့်ပြောလိုက်ကိုပိုင်လုပ်ငန်းတစ်ခုကိုလှုပ်ချင်တာလှုပ်လိုက် ယနေ့မှာတော့စိုးရိမ်လုံခဲမှုတွေကိုဘယ်လိုရပ်တန့်မလဲဆိုတဲ့အချက်တွေကိုပြောပြပေးသွားမှာပါ။ကြည့်အောင်။ဘာတွေကိုစိုးရိမ်ပူပန်နေတာလဲ။စိုးရိမ်ပူပန်နေခြင်းဟာဘယ်ပြဿနာကိုမှမဖြေရှင်းပေးနိုင်ဘူးဆိုတာမိမိကိုယ်ကိုသတိပေးပါ။ပြဿနာတစ်ခုနဲ့ကြုံတွေ့ရတဲ့အခါဘလောက်ပဲတွေးပူနေပါစေ။အဲ့ဒီပြဿနာကအလုံးလိုပြည့်လည်သွားမှာမဟုတ်ပါဘူး။မိမိမထိန်ချုံနိုင်တဲ့အရာတွေကိုစိုးရိမ်ပူပန်နေတော့ဘာအကျိုးထူးမှလဲ။အချိန်ကုန်သွားတာပဲအဖက်တင်ပါလိမ့်မယ်။ စွန့်လွတ်တတ်ပါစေ။ခိတ္တအနာယူပြီးလက်သက်တဲ့အရာတစ်ခုကိုလှုပ်ပါ။တဲ့အနေနဲ့စိုးရင်တော့ကရောက်နေအခြားအရာတွေဘက်ကိုအချိန်ပေးလိုက်ပါ။လူရှင်ကြည်တာပဲဖြစ်ဖြစ်ဈေးဝယ်သွားတာပဲဖြစ်ဖြစ်လှုပ်လိုက်ပါ။သင်ကိုပျော်ရွှင်စေတဲ့အခြားအရာကိုလှုပ်ပြီးရင်တဲ့အနေနဲ့ပုံမလန်းဆန်းလာပါလိမ့်မယ်။စိုးရင်ပူပန်ခြင်းဟာရလက်ကိုဘယ်တော့မှပြောင်းလဲပြနေမှာမဟုတ်ပါဘူး။အချိန်နေစိုးတွေကိုလည်းရပ်တန့်မပြနိုင်ပါဘူး။တဲ့ရဲ့ပျော်ရွှင်မှုတွေကိုပဲရပ်တန့်စေတာပါ။ မကောင်းတဲ့အတွေ့တွေကိုရှင်းထုတ်လိုက်ပါ။ကောင်းတဲ့အတွေ့တွေနဲ့အစားထိုးလိုက်ပါ။ကံတရားကိုယုံကြည်ပါ။ညှောနှင်းချက်တွေရောက်ဆုံးမသွားပါစေနဲ့။ပိုပြီးယုံကြည်တတ်လာအောင်ခင်ယူပါ။လူတိုင်းလူတိုင်းမတူညီကြပါဘူး။တဲ့ယုံကြည်ချက်ကိုအလွဲသုံးစားလုပ်သွားတဲ့သူတွေကြောင့်တခြားသူတွေကိုအယုံကြည်မဲ့သွားတယ်ဆိုတာဟာဘလို့မှလက်ခံနိုင်စရာမရှိပါဘူး။တချို့သောသူတွေကတင်ပေါ်ဘဝကိုတိုးတက်အောင် လုပ်ဖို့တင့်ကိုပျော်ရွှင်စေဖို့စောင့်နေကြပါတယ်။တင်ဟာဝင်ခွင့်ပြုလိုက်ရုံမှာ တည်တနာဖြည့်ရှင်သူဖြစ်ပါစေ။တည်တနာတွေကိုဘလို့ဖြည့်ရှင်နိုင်မလဲဆိုတာကိုစဉ်းစားပါ။ပြဒနာတွေကိုဘလို့ကြော်လွမ်းမလဲဆိုတာအဖြေရှားပါ အတွေးတွေနဲ့အချိန်အကုန်ခံပါနဲ့လက်တွေဖြည့်ရှင်းပါသင်စိုးရင်ပူပန်တဲ့အရာများစွာဟာဘယ်တော့မှလက်တွေဖြစ်မလာပါဘူးစိုးရင်ပူပန်မှုနည်းလေလေပေါ်ပါကြီးကပိုပြီးရိုးရှင်းလေးလေးပါပဲတငယ်ချင်းမိတ်ဆွေတွေနဲ့စကားပြောပါရင်းနေရတဲ့တငယ်ချင်းတရားရောက်စီမှာရှင်းဖွင့်လိုက်ပါအလင်းဆုံးတော့မိញမ်းဖို့ပကုန်းတစ်ခုတော့ရှိတာပဲလေ မတိကြမရေရာချင်းဒီအတွက်လမ်းဖွင့်ပေးထားပါမတိချင်းတွေကကြောက်ဖို့ကောင်းပါတယ်ဒါပေမဲ့ဒီမတိတဲ့မတိကြမရေရာတဲ့အရာတွေကိုတွေးပူပန်နေရင်ဘလို့မှရှေ့ကိုခရီးရောက်မှာမဟုတ်ပါဘူးဒါကြောင့်ဘာလာလာရှင်ဆိုင်ပြင်းမင်းဆိုရင်စိတ်ကိုဝင်းမြူထားလိုက်ပါသဒနာအခက်ခဲတွေအစားတန်ကောင်းခြင်းတွေပေါ်မှာအာယုံဆိုင်ပါသင်ဘဝရဲ့ကံကောင်းခြင်းတွေအပေါ်မှာအာယုံစိုက်ထားလိုက်ပါ။တဲ့အနေနဲ့စိတ်ထွက်ပေါက်တစ်ခုကိုတိကျပေါက်တွေးရှိပါလိမ့်မယ်။ စွန့်စားပါစွန့်စားမှုတွေအကြောင်းအများကြီးတွေးမပူပါနဲ့တခါတလေကြဘဝရဲ့အကောင်းဆုံးသောအရာတွေကိုစွန့်စားမှုတွေလုံးမရရှိနိုင်တာဖြစ်ပါတယ်တင့်ကိုတင်အလောက်ရှုပ်ပါစေလူကအားနေတွေးချင်တာတွေးတတ်ကြပါတယ်ဒါကြောင့်အလုပ်တွေတင်နှန်းနေတဲ့တင့်ကိုတင်အလောက်ရှုပ်စေပါတင်လှုပ်ချင်တဲ့အလုပ်တွေကိုလုပ်နေလိုက်ပါဒါဆိုဆိုရင်တော့ကာဆိုတာအဝေးကြီးမှာပါ အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဇာယီဆရာအလင်းရောင်ရှိတာထားတဲ့အောင်မြင်ခြင်းရင်ဆွံ့လို့ရမယ်ဆိုတဲ့စာအုပ်ထဲမှာစိုးရင်တော့ကားလို့အမိရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့လူတွေစိုးရင်တော့ကားဖြစ်နေတဲ့စိုးရင်ပူပန်မှုတွေကိုအဲ့ဒီစိုးရင်ပူပန်မှုတွေကိုဘယ်လို short ချရမလဲဘယ်လိုဖြေပြောင်းရမလဲအဲ့ဒီစိုးရင်ပူပန်မှုတွေကြောင့်ကျွန်တော်တို့တွေဘဝမှာဘယ်လိုအခက်အခဲတွေဖြစ်နေကြလဲအဲ့ဒီအခက်အခဲတွေကိုဘယ်လိုကျော်လွှားကြအောင်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆရာအလင်းရောင်ဟာ ီဆောင်းပါးကလေးမှာဒေသထားတာကိုတွေ့ရပါတယ်ခင်ဗျာအဲဒါကြောင့်မို့လို့နတ်ဆင်သူများအနေနဲ့လေဒီလိုမျိုးဆောင်းပါးကောင်းလေးတွေပါတဲ့ဆရာအလင်းရောင်ရဲ့အောင်မြင်ခြင်းရင်ဆွလို့ရမယ်ဝင်းရင်ဆောင်းကောင်းလေးကိုဝယ်ယူခက်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature ဖြစ်စင်တဲ့လေးမှာ add on လိုက်ပါတယ်ခင်ဗျာနတ်ဆင်သူများအားလုံးဘေးရန်ကတ်သိန်းကင်းငင်ကြပါစေဒေါသကတ်သိန်းကင်းငင်ကြပါစေစိတ်ရကတ်သိန်းကင်းငင်ကြပါစေနှလုံးစေဝံအေးချမ်းကြပါစေနာရှင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲခြင်းတွေကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝအပြည့်စုံကြပါစေလို့ ကျွန်တော်ရဲ့ literature page channel လေးမှာအနာဆင်ပေးခဲ့ကြသူတို့တို့တယောက်ချင်းစီကိုစွတ်တောင်းမြစ်တာပို့တာပေးလိုက်ပါရခင်ဗျာ။